လိုင်းပေါ်မှာဂရဲချနေတဲ့သုံးပွင့်ဆိုင်ကြောင်းတွေကိုလွမ်းပိုင်ဖြည့်ရှင်ပြီအကြသည်ရဲ့ရပိုင်တွင်ကမှလိုင်းပေါ်မှာဂရဲချသွားတဲ့လွမ်းပိုင်တို့ရဲ့ရှုပ်တော်ပုံဇလန်းဟာအခုချိန်ဒီအပိုင်းဆက်ရှင်နေတုံးလို့ဆိုရမှာပါပီဆုံးနဲ့လန်းခွေရတာဟာသူမကြောင့်ဆိုတာတည်တည်ရဲ့နဲ့တမင်ပန်းသူသွေးပြသွားတဲ့မင်းသမီးနော်ဖုံးအင်ထားကိုပီဆုံးရဲ့သချင်းတစ်ထွက်တဲ့နေ့မှရင်ဒိတ်ဖြုတ်ခဲ့တဲ့လွမ်းပိုင်ဟာဒီနေ့မှရင်သူအမားသူဝန်ခံခဲ့ပြီးတော့တင်းတဲ့ကြီးဖြည့်ရှင်းလာပါရီ အကောင်လုံးလေးသိကြတဲ့အတိုင်းပါပဲဘဝီစောစားရဲ့တခြင်းတဲ့ကြောင့်ပရိသတ်တွေဟာလွိုက်ပိုင်နဲ့ပတ်သက်ခဲ့သူဟာဘသူလဲလို့ဒေါလောဒေါလောနဲ့တွေးများနေချိန်မှာလွန့်ပိုင်ဟာလက်ရှိကြီးရသူကိုကောက်ခွဲဖို့အတွက်တခြင်းကပန်းသူတွေစနိုင်းမာကိုပပလင်းနဲ့ကွန်မန်ရောစတက်မှာပါရေးတင်ပြီးတော့ဒဲကြီးကိုပြောချခဲ့တာပါအဲ့ဒဲဆိုတာကလွန့်ပိုင်နဲ့အစံဟောင်းသောဘောအင်ထားတို့ရဲ့နန်းနေတဲ့ BO5 တွေဟာအလားတူရမာတွေမဲ့အွန်လိုင်းပေါ်မှာပြန့်နှံ့လာခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်ပရိသတ်တွေအကုန်လုံးဟာလွန့်ပိုင်ကို ကိုကိုရင်ချန်ကုန်တာဖြစ်ပေမယ့်မိကလေးတယောက်ကိုအဖွဲလန့်နေကို့ပြစ်ကိုမမြင်မဲသူများပြစ်ကိုပဲလက်ညှိုးထိုးရင်လက်ရှိချစ်သူကိုကာဝေဖို့တွင်အရေးစားဟောင်းကိုထိုးကျရင်အဆောက်ရှိသဖြင့်မှက်ချက်ပေါင်းပုံစံကိုစုံစွမ်းစီအနေအောင်ပေးခဲ့ကြပြီးတော့မြစ်တာတွေလည်းတဝါကြီးပို့သားခဲ့ပါရင်ပင်နိုင်ဆိုင်ဆဲခင်နေရသူချစ်ဖြစ်တဲ့လွမ်းပိုင်ကတော့ဒီဆွဆဲချက်တွေအတွက်ဖြည့်ရှင်းချက်ကိုဒီရက်ထဲမှာရင်ပြန်လည်ထုတ်ပြန်ခဲ့ပါရင်လွမ်းပိုင်ဖြည့်ရှင်းချက်ထဲမှာတော့လူမှုကွန်ရက်ပေါ်ကသူနဲ့ပတ်သက်တဲ့ကိစ္စအားလုံးတွင် ရိသတ်တွေကိုတောင်းမန်တာကနေစပြုထားပြီးအဲကနေတစဉ်ဖြစ်တင်စာဆုံးနဲ့သူ့ကိုယ်သူပြစ်မရှိဘူးဆိုတဲ့ပုံစံမျိုးကိုတသက်ပြသွားခဲ့ပါရီ။လွမ်းမိုင်ပြောတာကတော့သူ့အနေနဲ့ကွန်မန်နေစတက်တွေတင်ရေးခဲ့တာမှန်ပေမယ့်ကိုတည်ရင်းကိုပြန်တွေ့ရတော့တဲ့အထိဖြစ်စီမဲ့ကိုမျက်နာပါတဲ့ဗီဒီယိုကြီးကိုတော့ရှက်တကွဲဖြစ်ခံပြီးတော့မတင်ရဘူး။အမန်တကယ်ရုံမှာပြီးတော့အဖေးလန့်ခြင်းရင်စကလေးကဒီဗီဒီယိုတွေကပြန့်ပြီးနေလာပြီဖြစ်ကြောင်းကွန်မန်နေစတက်ကိုတောင်မှအတိတ်ကမေတ္တာကြွေးရှိနေသေးတဲ့ ရီစာဟောင်းနဲ့အခြားမဆိုင်တဲ့သူတွေကိုထိခိုက်မှာဆိုလို့သာရေးရတာဒါကြောင့်ဘီယိုတင်ပြီးတပတ်မင်းကလေးကိုအောက်ဘဲလန်တာသူမဟုတ်ဘူးစတဲ့အရာတွေပဲဖြစ်ပါရည်အဓိကကတော့လွမ်းပိုင်ကိုယောက်ျားမပီးသားသူအောက်ဘဲလန်သူစတဲ့နမည်ပြတ်ပေါင်းစုံနဲ့ဝိုင်းဝန်းဝေဖန်နေကြတဲ့တွေလွမ်းပိုင်ဟာဒီကိစ္စမှာသူမခင်ရင်တောင်မှဖောက်ပြန်တာတခုပဲဖြစ်ပြီးဂျန်နာရီကတော့သူနဲ့မဆိုင်မှုဆိုတဲ့ပုံစံမျိုးနဲ့ဖြည့်ရှင်းသွားခြင်းဖြစ်ပါရည်လိုင်းပေါ်မှာပြန့်နေတဲ့ဗီဒီယိုကလည်းကာယကရှင်အုပ်ဖြစ်တဲ့ သူနဲ့နော်ဘောအေထားစီမှာသာရှိပြီးရော FI နေကိုလည်းဖုန်းထဲမှာလော့ခက်ပြီးတော့တင်ထားတာကြောင့်ဘလို့လုတ်ပြီးလူမိတ်ကိုရဲ့ပေါ်မှာပြက်နှံသွားတာလေးဆိုတာသူတောင်မှစဉ်းစားမရဘူးလို့ဆိုပါသေးတယ်။ဒါကြောင့်လည်းပိုင်းအောင်ဤပညာကျွမ်းကျင်ပညာရှင်တွေကိုတောင်မှဒီကိစ္စရဲ့ဈေးမြင့်ကိုကိုကြီးရှာဖွေကြဖို့တောင်းဆိုထားပါသေးတယ်။ဘလို့ပဲပြောပြောဖြည့်ရှင်းချက်ထုတ်တာတောင်မှသူ့အမားလွတ်အောင်ညှင်းဆိုနိုင်တဲ့ဘူပိုင် GSK ကတော့တကယ်လေးစားစရာကောင်းပါရင်အတက်လေးစားစရာကတော့ဟန်ဆောင်လာလားပါလားမသိတဲ့သူ့ရဲ့ဂရီးသစ္စာပဲဖြစ်ပါရင်ဘာလို့ဆိုရင်လက်ပိုင်ဟာသူ့ရဲ့ဖြည့်ရှင်းစာနောက်ဆုံးမှာ နောက်နောက်ဒီလိုမျိုးလူမှုရေးကိစ္စပြက်တွေထပ်မဖြစ်စေရဘူးလို့ပြည်သက်တွေကဂရီကဖို့ပြုသွားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်လက်ပိုင်ဟာသူရဲ့ဖြည့်ရှင်းစာထဲမှာပြောထားသလိုတကယ်ပင်လိုင်းပေါ်မှာပြန့်နေတဲ့ဗီဒီယိုကိုမဖြန့်ခဲ့ဘူးလား။အဲ့အပြင်ပြည်သက်တွေကိုဂရီပေးတဲ့အတိုင်းလူမှုရေးကိစ္စတွေထပ်မဖြစ်အောင်ဆင်ခြင်နိုင်အောင်မလားဆိုတာကိုတော့ရှေ့ဆက်စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်မနဲ့တူတူလောမိုင်းတို့ရဲ့၃လေးပွင့်ဆိုင်ပွဲကိုရှေ့ဆက်စောင့်မျှော်နေခြင်းတွေရဲ့ပြည်သက်တွေရှင်ရင်မှတ်သွားပေးခဲ့ပါအောင်ရှင်။